မိတ်ဆွေကအောင်မြင်မှုတွေရရှိလို့တွေရှမ်းသာကြွေးဝါမှုတွေရရှိလို့တွေဆိုရင်ချောင်ကြီးရမယ့်စကလုံးတွေရှိပါတယ်စကလုံးတွေဟာကျွန်ုပ်တို့ရဲ့တွေးခေါ်ပုံကိုဖော်ပြတယ်။စကလုံးတွေဟာကျွန်ုပ်တို့ကဘလို့လူမျိုးဖြစ်တယ်ဆိုတာကိုဖော်ပြတယ်။ချင်းသာကြွေးဝါမှုတွေအောင်မြင်မှုတွေကိုအတအစီဖြစ်စေမိစကလုံးသုံးလုံးကိုဒီဗီဒီယိုမှာဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီစကလုံးတွေကိုအရင်တုန်းကမသိခေလို့သုံးခေဖူးရင်တော့နေပါစေတော့ဒါပေမဲ့အခုဒီစကလုံးတွေကို သိပြီးနောက်ဘေတော့မှထက်လို့မသုံးပါနဲ့တော့ပထမစကလုံးကတော့မြိုလင်းရှင်းဆိုတဲ့ hope ဆိုတဲ့စကလုံးဖြစ်ပါတယ်ဒီနေရာမှာမြန်မာလိုပြောရမေဆိုရင်တော့မြိုလင်းရှင်းဆိုတဲ့အဓိပ္ပာယ်ရစေတဲ့ hope ဆိုတဲ့စကလုံးနဲ့ express ဆိုတဲ့စကလုံးမတူပါဘူးဒါပေမဲ့ဒီမြန်မာလိုဘာသာပြန်လိုက်တဲ့အခါမှာ ဟုတ်ကလည်းမျိုးလင်းရှင်းဖြစ်သလို expert ကလည်းမျိုးလင်းရှင်းဖြစ်ပါတယ်။ဟုတ်ကမသိချမရေရတဲ့အချိန်မှာသုံးပါတယ်။ကိုမျိုးလင်းတဲ့အရာတွေအတွက်မသိချတာလေးကိုဖြစ်မှဖြစ်ပါမလားဖြစ်လာလိမ့်မည်လို့မျိုးလင်းတဲ့အဲ့ဒီလိုပုံစံမျိုးမသိချမရေရတဲ့အရှိအနေမှာသုံးပါတယ်။ expert ကတော့တကယ်ဖြစ်ကို ဖြစ်လာဖို့မျိုးလင်းတဲ့အခါသုံးပါတယ်။ဇုံတစ်ခုဖြစ်ကိုဖြစ်လာမေသိချတယ်လုံးဝကိုသိချပေါက်ဖြစ်မေ့ အဓိပ္ပာယ်ကိုဆောင်တဲ့အခါ expert ကိုသုံးပါတယ်ဒီဗီဒီယိုမှာပြောပြနေတဲ့ရှောင်းကြီးရမေးစကလုံးကတော့ HOP hope ဆိုတဲ့မျိုးလင်းရှင်းဖြစ်ပါတယ်ဒါကမသေးရှာမရေရာတဲ့စကားဖြစ်ပါတယ်ဒီလိုမျိုးလင်းရှင်းဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စကလုံးတွေကိုမသုံးပါနဲ့တော့ဘာဖြစ်လို့လဲဆိုရင်ဒီစကလုံးကိုသုံးလိုက်တဲ့အခါမှာ သိမှစွန်းအားမရှိဘူးလို့ပြောနေတာနဲ့အတူတူပါပဲလိုရှင်တဲ့ရလဲတွေအပေါ်မှာထိန်ချုံနိုင်စွဲမရှိဘူးလို့ပြောတာဖြစ်တယ်။ငါမျော်လင့်ပါတယ်လို့ပြောလိုက်တဲ့အခါမိတ်ဆွေဟာတာဝန်ယူမှုကိုစွန့်လှစ်လိုက်တာနဲ့အမျှ ဒီအဲ့ဒီစွန်းအောက်ကိုလေစွန့်လှက်လိုက်တာဖြစ်တယ်အဲ့ဒီတော့တင့်မှာထိန်ချုံနိုင်စွဲမရှိဘူးရွေးရှည်နိုင်စွဲမရှိဘူးတင့်မှာရွေးရှည်ခွင့်မရှိဘူးထိန်ချုံခွင့်မရှိဘူးစွန်းအားမရှိတဲ့အရှိအနေဆုံးဖြဲချက်ရှားနိုင်စွဲမရှိတဲ့အရှိအနေတင်လှုပ်ဆောင်နိုင်မှာမဟုတ်တဲ့အရှိအနေတွေမှာဒါတွေကိုသုံးတယ် ငါမျော်လင့်တယ်တော့ပြောလိုက်တာနဲ့တပြိုင်နဲ့သင်မှာစွန်းအားမရှိဘူးလို့ပြောလိုက်တာနဲ့အထူးထူးပဲဖြစ်တယ်။အဲ့ဒါကြောင့်သင်ဟာတစုံတစ်ခုအတွက်သင်လှုပ်ဆောင်နိုင်မှာလေမဟုတ်တယ်လို့အဲ့ဒီအရာနဲ့ပတ်သက်လို့ဖြစ်မြောက်အောင်လေးလုပ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သင်ရဲ့ဝဟာရတွေထေကမျော်လင့်ရှင်းဆိုတဲ့စကားလုံးကိုဖိချလိုက်ပါ။အဲ့ဒီစကားလုံးကသင်ကိုချမ်းသာကြွယ်ဝမှုတွေအောင်မြင်မှုတွေကိုပေးဆွဲနိုင်မှာမဟုတ်ပါဘူး။ ချမ်းသာကြွယ်ဝမှုတွေအောင်မြင်မှုတွေကိုတားဆီးနေတယ်။နောက်နေပဲနှစ်စကလုံးကတော့ငါမလုံနိုင်ဘူးဆိုတဲ့စကားပဲဖြစ်တယ်။ငါမလုံနိုင်ဘူးဆိုတဲ့စကလုံးကိုသုံးလိုက်တဲ့အခါတင့်ရဲ့ဥနှောက်ကအလုံးလုံးနေတာကိုရဲလိုက်ပြီးဖြည့်ရှင်းချက်တွေကိုရှာဖွေတာကိုရဲလိုက်တယ်။ဒါကြောင့်ငါမလုံနိုင်ဘူးလို့ပြောလိုက်တာနဲ့တပြိုင်နက်တင့်ရဲ့တိုးတက်ကောင်းမွန်ဖို့အလားအလာဟာပျောက်ကွေသွားနိုင်တယ်။တင့်ဖြစ်နိုင်တဲ့အရာတွေဟာဆုံးရှုံးသွားနိုင်တယ်။ ဒီတော့ကျွန်တော်အနေနဲ့မလုံနိုင်ဘူးလို့ပြောမင်းအစအဲ့ဒါကိုဘလို့လုံပြီးရင်ရအောင်လုံနိုင်မလေးဆိုတဲ့စကားလုံးကိုသုံးပါမိမိကိုကိုငါဘာလို့ရမင်းမဲ့မသိဘူးငါမလုံတဲ့ဘူးငါမလုံနိုင်ဘူးလို့ပြောလိုက်တဲ့အခါတိုင်းမိမိကိုကိုပြင်ပြီးရင်စဉ်းစားပါငါအမှန်တကယ်မလုံနိုင်တာလားမလုံရှင်တာလားဒါမှမဟုတ်ဘလို့လုံရမင်းမသိဘူးလို့ပြောနေတာလားအဲ့ဒီလိုစဉ်းစားကြည့်ပါ ။ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့အားလုံးမှာစွန့်ရည်တွေရှိတယ်။ကျွန်ုပ်တို့လိုရှင်တဲ့အရာဘေးအရာကိုမစိုးပြုလုပ်နိုင်တယ်။အဲ့ဒီတော့တကယ်တမ်းလိုရှင်ရင်လုံနိုင်ပါမလားဆိုတဲ့မိခွန်းရှိတယ်။အဲ့ဒါကတော့လုံနိုင်ပါတယ်လို့ပဲဖြစ်ရပါလိမ့်မယ်။အခါတလေတချို့သောအကြောင်းအရာတွေကိုကိုကမလုံရှင်တာလေးဖြစ်ရှင်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအခါကိုကမလုံနိုင်ဘူးလို့ မသုံးပါနဲ့ဥပမာဆိုပါစို့တငေရှင်းတွေကအပြင်ထွက်ဖို့ခေါ်တယ်အဲ့ဒီအခါငါအပြင်မထွက်နိုင်ဘူးလို့ပြောမင်းအစားငါအပြင်မထွက်ရှင်ဘူးလို့ပဲပြောလိုက်ပါတစုံတစ်ခုအကြောင်းအရာနဲ့ပဲသက်လို့ငါမလုံနိုင်ဘူးလို့ပြောမိနေရမှာငါဘလို့လုံပြီးလုံနိုင်မလဲဒါမှမဟုတ်ငါလုံနိုင်ပါလေဆိုတဲ့စကားလုံးတွေနဲ့အစထုတ်လို့ရပါလေဥပမာ ငါဒီစည်းဝါးရေးကိုစတင်နိုင်တယ်ငါဒီကျွမ်းကျင်မှုကိုသင်ယူနိုင်တယ်ငါဆရာသမားတွေစီကငါသင်ယူလို့ရတယ်ငါဒီအလုပ်ကနေထွက်နိုင်တယ်ငါအားလဲရဲမှာခရီးသွားနိုင်တယ်မိမိကိုယ်ကိုယုံကြည်မှုရှိရင်တော့ကြည်မာတဲ့အလားအလာတွေအများကြီးရှိပါတယ်တင့်ရဲ့အောင်မြင်မှုတွေတင့်ရဲ့ရှမ်းသာကြွယ်ဝမှုတွေကိုအတားအဆီးဖြစ်စေမိနေပဲသုံးစကလုံးကတော့စ조사မိဆိုတဲ့စကလုံးဖြစ်တယ် စ조사မည်ဆိုတဲ့စကားလုံးကိုစဉ်းစားကြည့်ပါဒီစကားလုံးကိုသင်အများကြီးသုံးဖို့ပါကလားသင်ဟာ조사မည်ဆိုတဲ့စကားလုံးကိုသုံးလိုက်တဲ့အခါအဲ့ဒီစကားလုံးကိုသုံးလိုက်တာနဲ့တပြိုင်နက်မိမိကိုကိုကြရှုံးဖို့ပြင်ဆင်နေတယ်ဆိုတဲ့အတိတ်တွေရပါတယ်တစုံတစ်ခုသောအကြောင်းအရာတွေဟာကိုယ့်အတွက်အလုံးမဖြစ်တဲ့အခါမိမိကိုကိုလွယ်လန်းပေးနေတာဖြစ်တယ်ဥပမာဆိုပါစို့အင်းငါသိပါတယ်ငါစ조사ခဲ့တယ်ငါအကောင်းဆုံး조사ခဲ့တယ် ငါမင်းကိုဖုံးခေါ်ဖို့စ조사ခဲ့တယ်ငါမင်းနဲ့တွေ့ဖို့စ조사ခဲ့တယ်ငါစာမွေးပေးအောင်ဖို့စ조사ခဲ့တယ်စသည်ဖြင့်ဒီလိုစ조사ခဲ့တဲ့စကလုံးတွေရှိတယ်တကယ်တော့စ조사တွေဆိုတာကိုယ့်ရဲ့စိတ်ထင်းမှာကိုယ်တိုင်ဖန်တီးထားတဲ့အကြောင်းအရာတစ်ခုသာဖြစ်တယ်စ조사တွေဆိုတာမရှိပါဘူးအလုပ်တစ်ခုခုကိုပြုတ်လုတ်တယ်မပြုတ်လုတ်ဘူးဒါပဲရှိတာပါဒါကြောင့်စ조사မေတော့ပြောတဲ့စကားဟာဘာမှအတိတ်ပြေမရှိပါဘူးဘာမှမဖြစ်ဘူးလို့လေဆိုလိုပါတယ် ဒါကြောင့်စူးစမ်းမိဆိုတဲ့စကလုံးကိုသင်ရဲ့ဝဟာရထေကဖိချလိုက်ပါကျွန်ုပ်တို့လိုရှိတဲ့အရာတွေကိုလွေကူမြင်စင်စော်ရရှိနိုင်ဖို့အတွက်ကျွန်ုပ်တို့ရဲ့စကားလုံးတွေကလည်းအများကြီးအထောက်အကူပြုပါတယ်။ကျွန်ုပ်တို့နေ့စဉ်သုံးဆွေးနေတဲ့စကားလုံးတွေဟာကျွန်ုပ်တို့ရဲ့အောင်မြင်မှုတွေကြားချုံမှုတွေအတွက်အများကြီးအရေးပါပါတယ်။ကျွန်ုပ်တို့ပြောနေတဲ့စကားလုံးတွေဟာကျွန်ုပ်တို့ရဲ့စိတ်နေသဘောထားတွေကိုထင်ဟပြသနေတဲ့အရာတွေလေးဖြစ်တယ်။ဒါကြောင့်စကားပြောတဲ့အခါ ဘေးလိုစကလုံးတွေကိုပြောဆိုသုံးဆွေးမလီတခြားသူတွေနဲ့ဘလို့ဆက်တွေ့ပြောမလီဘလို့ဩဇာလွှင့်မှုမှုတွေရအောင်ပြုလုပ်မလီဘလို့စည်းရုံးမလီဆိုတာကလည်းအရင်အရေးပါတဲ့အရာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ပြောဆိုတဲ့စကလုံးတွေဟာကျွန်ုပ်တို့ရဲ့အောင်မြင်မှုတွေကျွန်ုပ်တို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုအထောက်အကူဖြစ်စေမယ့်စကလုံးတွေကိုရွေးရှည်သုံးဆွေးတဲ့ဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်ုပ်တို့ပြောဆိုသုံးသွေးလိုက်တဲ့စကားလုံးတွေဟာကျွန်ုပ်တို့ရဲ့ကင်ကြမာကိုဖန်တီးနေပါတယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်